သိရှိဥဒ္ဒေဟာသာသာနဲ့ပြဝီပြီးတော့သုံးဆွဲရတဲ့ဇာတိပေါ့ဒါပေမဲ့သိရတာကျတော့အဲ့လိုမဟုတ်ဆိုးရတာသောတာအဆိုးတော့ပေကြီးကနောင်ရေးကိုစိတ်ကြီးခံနေပေါ့အဲ့တော့ဒီကားကိုတော့ကောင်းတာဘယ်လိုလုပ်ကြလို့ဆိုတော့ဇာတိရှင်းသားကလေးကလည်းတတိယဘောလောင်းောင်းတဲ့ကိုပြောရတော့သူကဘယ်လိုရှင်းသားလဲဆိုတော့လောကကြီးမှာငွေနဲ့ကြောင်းလေးလို့မရတဲ့ညာဆိုတာရှိဘူးလေဟောဒါလေးပါတယ်တိရတယ် လူတွေရောက်ရဲ့အကူချင်းကိုမွေနဲ့ကြောင်းလေးပြေလို့ရတယ်ပေါ့။ဒါကြောင့်ကောင်းတဲ့ရောဆိုးတဲ့ရောဒီလိုရပါတယ်ဒီစကားလေးက။အဲဒါသူ့ရဲ့သားသားလာလို့ပေါ်ပြီးတော့ပါလို့ဆိုတော့ငါသာမင်းရဲ့တော်ပြန်ရှိရတော့တော့ဘောကောင်းတယ်ဆိုလို့ရှိရင်အဖေကမင်းကိုတရက်ကိုဆက်တရားပေးတယ်။အဲ့တော့ဆက်တရားရကြတာပြောတာတော့တော့သွားပေါ့။တိတိအာမိသဆိုတဲ့ဒီပစ္စုပ္ပန်ဒီငွေကြီးကိုလူတိုင်းမပေါ်တာပဲ။ဒီ ပုံမှားများတဲ့အခါမှာမကြက်ပြီးတော့များလို့ပြောပေါ်ဒီအာမိတအစာချက်ပြီးတော့ဇမောက်တဲ့မှာရင်းပြီးတွန်းဝင်သွားအောင်ဗလာကြီးကလုပ်ဟုတ်လားအဲ့ဒီတော့ကားကသက်ဆိုင်ရနေလို့တော့လာပဲတောင်းတော့သွားတာအဲ့ဒီမှာသူမြန်မာမြန်မာရဟန်းတွေနဲ့ကြိုးဆိုပြီးတော့ညတော်ပြည့်ပြီးတော့ပြောက်ဘူးဒီလိုနဲ့ပြန်လာအမြဲတော့ဘေးဖြစ်တဲ့လူကနေတယ်မာသမင်းကိုညတော်ပြည့်တော့ဗလာကြီးကိုခေါ်လိုက်တော့တရားတွေကသူမြောက်ပြရတယ်ဗလာကြီးကမှမနာခဲ့ရဘူး ဲ့တော့ဒီကြီးကတော့အကျန်ထုတ်တယ်ဘာသာရဲဒီရသမင်းကျောင်းတော်ကိုသွားပြီးတော့ရသော်ဘုရားဟောတဲ့တရားကဘုဒ္ဓဘာသာသိဖို့ပြောနိုင်တယ်လို့ရှိရင်အဲ့ဒါကလည်းထောင်ပေးနေတဲ့ဆေလာကတည်းကတော့ဟုတ်လားအဲ့ဒီလိုဆိုတော့ဘာသာကကျောင်းသွားရတဲ့မြားတော်ရသော်ဘုရားရှိရတော့ပြီးတော့တရားနာတဲ့အရှင်ဘုရားတော်လည်းအဲ့ဒီမှာတရားနာတော့ကိုဆက်တာတော့ဘယ်လိုတုတ်တရားတော့ရလို့ရှိရင်ဒီဘက်ကတော့ရရတယ်ဆိုတော့စိတ်နဲ့တရားနာတာပါ ဒါပေမဲ့ရဲ့ပါမရာကသူ့ကိုတရားကိုတိတ်ပြီးတော့မသတ်ကြည့်အောင်သဘောအစီအစဉ်သူ့ကိုဖန်တီးရလို့ဆိုတယ်နော်အဲ့ဒီမှာသာသာနာနေနာရဲ့ဘုရားကလည်းသူ့သဘောကျတဲ့အတိုင်းရှိသွားပါအဲ့လိုနာနေနာရဲ့နာနေနာရဲ့နဲ့တရားကိုပဲမပြီးခဲ့ပါပဲအဲ့ဒီကာလကတော့တတိယနေရာပဲဘုရားအရင်ကအစ်စ်မြင့်နဲ့တတိယဉာဏ်လို့ကြားရတယ်ပေါ့ဘောရရဲ့ရောင်းရတဲ့ကြောင့်ဘာမှလည်းကြည့်တယ်ပြင်တယ် တစ္ဆာလေးပါးကိုထုံ့ပြပြီးတော့ဤရဲ့ဉာဏ်နဲ့ဉာဏ်အနာဂတ်ကြီးကိုစိတ်ကြီးသွားစေရတဲ့သတိဉာဏ်တို့ပေါ့ဒါကတော့မတန်ဘူးကြီးတဲ့အဲ့ဒီအဋ္ဌဉာဏ်တွေကလည်းကာလာရရတဲ့ရတဲ့အခါကျတော့နောက်ရတဲ့တိကျလာပြီးတော့တရားကြည့်တဲ့ဓာတ်တွေကိုသင်ပြီးတော့ကျမ်းလာတော့တာဆိုတော့အဲ့ဒီရဲ့ဒီကိုယ်ရဲ့မှာဟောမရဲ့ပြန်လာမှာကိုသမာဓိရဲ့လက်တော်ရဲ့ရှင်းပါတယ်ကြားလည်းဆောင်းမပြီးရင်တော့တော့ဟောမှာပဲသူရှက်တဲ့ဓာတ်တွေ ့ဒီနေ့ကတော့ကျောင်းတော်ကပြန်လာတဲ့သက်ဆိုင်ရဲ့ကောင်းတဲ့ဘာသာရေးရာဇဝတ်ကြီးရှင်သောပါဘောဆိုတော့သက်ဆိုင်ကလေးရဲ့ရာဇဝတ်တော်အမှုဆိုပြီးတော့သူအဲ့လိုပြောတာမိဘတို့ကတော့ရမ်းနေတယ်ဒီနေ့ကတော့ပြောပြတာတော့ဘယ်အရင်ရှိမှအဲ့လိုပြီးလိုက်တာကိုသူမကြံ့ဘူးသတိဉာဏ်ရှိလာတဲ့အခါကျတော့ရှေ့ရတော့မှပြေးလာတယ်ဆောရတော့မှပြေးလာတယ်ဟုတ်လားအဲ့ဒါကကာလကအလွန်တရာကကြီးကြီးတယ်သူတော်ကောင်းတွေရောရှေ့ရတယ်ပေါ့ ဒါကြောင့်လည်းလို့ပြောလို့ရှိရင်ဖောက်ကြီးရဲ့ဒါသမီးတွေရဲ့ပုံမှာရှင်းမြတ်ထောက်ပတ်တဲ့နေရာမှာအဆင့်ထက်မြင့်တဲ့အတွက်ကြောင့်ဒါသမီးမာဒီအကျိုးကြီးကိုထားကြရတယ်။ဆရာပြည့်တော်ကတော့ဒါသမီးရဲ့ပုံမှာအကောင်းဆုံးရှင်းမြတ်နေတဲ့ထောက်ပတ်နေတယ်ဆိုလို့ရှိရင်ပုတ်တဲ့အိကပုတ်တဲ့တက်ကပုတ်တဲ့ကြောင်းကသွားဖို့ကိုပြင်ရတယ်။လမ်းကြောင်းပြင်ရတယ်။ပရိယာနဲ့လည်းဝင်လို့ပြောနေတာကဒါသမီးလေးကိုကောင်းကျင်တယ်ဆိုလို့ရှိရင် သူတို့အကောင်းဆုံးအနေအားကိုကြောင်းတငယ်လေးရစပြီးတော့ဉာဏ်ကြောင့်ပြေလို့လုပ်တယ်။သူတို့ပြောရရင်တော့ဘာသာရေးဘက်ကိုစိတ်ဝင်စားတာကျူတာအထုပ်ပြေလို့လုပ်တယ်။ဒါကလည်းဒီဘဝတွေကိုနိုင်ကိုကဘာသာရေးကိုစိတ်စိတ်ဝင်စားလို့ဆိုရင်သတိတွေကိုအဲ့လိုလုပ်ပြီးရင်လည်းတိတ်ပြီးတော့ရှိပါတော့။ဆရာတော်ရေကိုင်းကဆန္ဒကြီးတော့သူတွေကိုပေါအောင်လုပ်တဲ့နေရာမှာဘယ်ကနေစရရလို့ ဆရာကြီးလေးဟုတ်လားသင်္ကန်းကြီးစားရတယ်တချို့လည်းလေကလေးတွေကလည်းပြီးတော့စားရတယ်ပေါ့။ဟောကလေးတွေကိုစားရတယ်ဆိုရင်ဒီဘတွေကမပါလို့ရှိရင်လည်းသိပြီးတော့မကြောက်ရဲဘူး။နောက်တော့ကလေးတွေကစားရတယ်ဆိုတာလည်းမှန်တယ်။တို့တော့အဲ့ဒီကလေးတွေရဲ့မိခင်ဖခင်လေးကိုနိုင်တာလည်းပဲဒီလိုလုပ်တဲ့လေဒီလိုလုပ်လုပ်ထိုက်တယ်ဆိုတဲ့အဋ္ဌဉာဏ်ရှိပါတို့တွေကိုမလိုဘူးလားလိုတာမဟုတ်ရဟုတ်ရဲ့လား မိဘတွေကစိတ်ဟောတာကိုရှိမှမိဘတွေကိုလိုက်ကအာသာမအလွန်ထုတ်တဲ့အလို့ဆိုတဲ့အတူနဲ့ရှိမှသာသမီကိုခေါ်ရတဲ့အခါပို့ပါတော့ဟုတ်လားအဲ့တော့ဦးဇင်းကမိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းဒါပြောရင်းပါပဲနော်တတိယအချိန်မှာဒါတော့ဦးဇင်းတို့ဆွေလူသားတွေရဲ့ဒီဝိညာဉ်ဆိုတာကသာသမီတွေရဲ့တစ်ဖက်မှာရှိပါတယ်ဒီနေရာကဟုတ်လားကိုယ့်ရဲ့ဘဝဒီဝိညာဉ်မှာကိုယ်တကယ်ကောင်းရင်လည်းသိရတယ်ဆိုရင်သာသမီတွေမှာအခြေအနေရှိလို့တော့ ကိုယ်တော်လည်းမျိုးအရင်းလေးရှိအောင်ဘာသာရေးဘက်ကိုစိတ်ဝင်စားအောင်စိတ်ကောင်းလုံးအောင်ရှိအောင်လုပ်ပြီးမှသားလို့ဆိုရင်ကိုယ်ပေါ်ရဲ့ဒီဝင်ရှင်ကိုကိုယ်ကိုယ်တိုင်အကျိုးဆုံးအောင်ကြည့်ရအောင်ကြိုးပြီးရုပ်ထားရတယ်အတူတူပဲလို့ဆိုခဲ့တယ်။ဟုတ်လား။ဒါကြောင့်တာသမီတွေကိုကောင်းအောင်လုပ်ပြီးခြင်းတည်းသူတို့ကိုကောင်းအောင်လုပ်ရကြောက်တယ်လို့ကိုယ်ကိုယ်ကိုလည်းကောင်းအောင်လုပ်ရမရဘူးလား။ဟုတ်ပါဘူး။ဟုတ်ရဲ့လား။ဒါကြောင့်တာသမီတွေကိုတော့ဘုရဲ့ဒါ ဟာရီဟောတော်တွေအများကြီးကျေးဇူးအထုပေးကြတယ်ဘုရားမစကူရောင်းနေဖို့ဖို့ဘယ်လိုလဲလို့တော့သူတို့လည်းမမကြီးကြီးပါသူတို့အသိဉာဏ်ရှိမှတဲ့တဲ့ပြောရင်ကိုတက်တာပါကိုချမ်းသာပါဟုတ်ရဲ့လားဒါကြောင့်မိမတွေကကိုဘောရဲ့ဓာမီးကိုသိပြီးတော့သာသမီလေးကိုအကောင်းဆုံးလေးနဲ့ရှင်းပြထောက်ပြနိုင်ဖို့မလိုဘူးလားဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ဒါနဲ့ဗျာနဲ့ပြည့်လို့နဲ့ကြီးပေါ်ရောက်ချမ်းသာရောက်တဲ့အကြောင်းပေါ့ဟုတ်လားအေးဒါကြောင့်ရင်းတို့ ပုဒ်တာကပုဒ်တာအင်္ဂဟောပေါ်တာနောက်ပြီးတော့ဒီလိုဒီဇနီးမင်းရဲ့ပုံမှာလည်းပဲချင်းချင်းထောက်ပံ့တဲ့မင်္ဂလာတရားရှိလို့လုပ်တယ်ဟုတ်လားအဲ့ဒါကဘာလို့ဆိုတော့တဲ့ဥတ္တရာနာပါတော့ပဲပြောရမှာပါဟုတ်ရဲ့လားဒီဇနီးမင်းရဲ့ပုံမှာချင်းချင်းလည်းကိုရှိရမယ်နောက်တဲ့နေ့တိုင်းဒီနေ့နဲ့ယူလာရည်မရှိရဘူးဟုတ်ရဲ့လားဒီအိမ်တော်ကြီးမကောင်းပြန်ရဘူးနော်ဒီလိုမျိုးကိုရှိပါမှာတော့ပဲဒီကျေဥစ္စာအနေနဲ့တော့ဘုရားရှိရမယ် မတည်နိုင်တဲ့အနည်းဥစ္စာရတယ်ဘုရားကအဲအဲ့လိုလေယောင်ရလို့ရဝိဒေယနဲ့အမိဟောဒီရဲ့ဒီမြားရဲ့ပုံမှာပြောလို့ဆက်ဆံဟောဒီကိုနေတိုင်းနိုင်ရဲ့သူရှိရင်ဒါလည်းသင်္ခါရတရားလို့ဆိုလားဆိုတယ်ဒီနေရာဥပ္ပိုလ်ပြေတဲ့ဘာလို့ရောလို့ဒီဓာတ်သင်္ခါရသင်္ခါရနဲ့ပတ်သက်ပြီးတော့ပြောတရားတွေတော့အများကြီးရှိတာပေါ့ဆိုတော့လည်းပြောပြင်းလို့နောက်တဲ့ပြောတရားသင်္ခါရလေးတွေကရှိနေသေးတော့ဒီလောက်နဲ့ပဲပြင်းလို့ ဲ့ဒီကုရိယာတင်္ဂလာနဲ့ပတ်သက်ပြီးတော့ပြီးပြီးခြင်းနဲ့ပေါ့ဟုတ်လားဒါကြောင့်သာမန်များတို့ရဲ့အပေါ်မှာရှင်းရထောက်ပြခြင်းဆိုတဲ့တင်္ဂလာလည်းရှိဖို့လိုတယ်အဲ့တော့ဒီတော့ဘုရားတို့ကလည်းလူရဲ့လူဖြစ်လာတဲ့ဒီဝါဒတာကတော့မရှိလို့မရဘူးဟုတ်လားသာသမီဆိုတာကတော့လည်းညာတော်ပြင်းစီရတာပဲညာပါတယ်တဲ့ဒီသာသမီနဲ့ဒီဝါဒရဲ့ဆက်ဆံရေးဆိုတာကအရမ်းပါအရေးကြီးတယ်ဒီလိုလေးရမှာသာသမီ ရင်းမြစ်ကမိဘနေရာမှာနေတဲ့ဆိုရင်လည်းမိဘဝိညာဉ်ရှိကျေရန်ဖို့ပေါ့မိမိကသာသမီနေရာမှာဆိုရင်လည်းသာသမီဝိညာဉ်ကျေရန်ဖို့ပေါ့ဟုတ်လားအဲ့တော့ဒီလိုနေရာမှာမိဘရောသာသမီရောဝိညာဉ်ကိုကျေရန်သွားတဲ့ဆောင်တဲ့နေရာမှာဟောစဉ်းစားတဲ့နေရာဇတ်တော်လေးကိုရှိတယ်ဒါလည်းဈာမနာဝါလို့ရှိနေတာပါပြင်းတော့သာသမီနေရာကဆက်ဆံရှိနေတာဒီလိုတော့ဘာတော်ကြီးရဲ့ဆရာတော်ကြီးကဘုံရဲ့ဉာဏ်နဲ့ကြည့်လို့ရတယ်ကြီးရတာတော့ဖြစ်တယ်စိတ်တွေလည်းတော့ဖြစ်တယ်ပေါ့ သူရေကိုလို့ကိုယ်တွေကအစားအသောက်ကြည့်ပြီးတွေကြီးမားတယ်လို့ဆိုတဲ့အဲ့ဒါသူကတော့လက်ကြည့်ပြီးတွေအများကြီးရှိတယ်တော်လေးတို့ဒီနေ့ကျတော့တို့ကဟိုတတိယဝိနည်းအင်းကိုတွေ့တဲ့အခါကျတော့ပေါ့ပြီးတော့ပြောအစားရှာရတယ်စားကြတော့